ထိုင်ရောက်နေတဲ့ရွှေမြမာများအားလုံးနေတဲ့ဘန်ကတ်ဖွေးဖို့အတွက်ဆိုရင်တော့မဖြစ်မနေတထေးတွေနဲ့တိုင်ပင်ပြီးတော့လောက်ပါဘက်ဖွေးရဆိုရင်တော့မဖြစ်မနေကျွန်တော်ဘလောက်ပဲဒီမြမာလူမျိုးတွေမှာပြည်စုံပြည်စုံကျွန်တော်တထေးလက်မှတ်လိုအပ်တာဖြစ်ပါတယ်ထိုင်လူမျိုးတယောက်ရဲ့တူတူရဲ့ဒီအလုတ်တမအာကိုဟာဒါတူတူရဲ့လောက်တမဆိုပြီးတော့မှတူတူရဲ့ဒီထိုင်းမှတ်ပုံတဲ့မိတူလိုရဲ့ပြီးလို့ရှိတော့နောက်တစ်ခုကကျွန်တော်တို့ဒီအရေးကြီးဆုံးတော့အရာကတော့တူတူရဲ့လက်မှတ်လိုအပ်တာဖြစ်ပါတယ်အဲ့လိုမျိုးမှာ ကျွန်တော်တို့မရဘူးဆိုရင်တော့ဘန်ကတ်လုံးဝဖွင့်လို့မရပါဘူးခင်ဗျာဒါကတော့ဒီထိုင်းနိုင်ငံမှာဘန်ကတ်ဘလို့ဘန်ကတ်ပဲဖွင့်ကျွန်တော်တို့အဓိကလိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်ခင်ဗျာကျွန်တော်အာလာပြီးတော့မေးတာများလို့ပါတယ်ပြီးတော့တချို့တော့သူတွေကြတော့ဟိုကောမတ်မှာတွေ့ရတဲ့အတိုင်းပဲကျွန်တော်တို့ဒီဘန်ပေါ့နော်အာကိုယ့်ရဲ့ဖုန်းနဲ့ချိန်ထားတဲ့သူတွေဖုန်းနဲ့ချိန်ထားတဲ့သူတွေအများစုဆိုရင်တော့ကျွန်တော်တို့ဒါလွတ်သွားတယ်လွတ်သွားဆိုတော့ကျွန်တော်ကတော့ကာစီကွန်ဘန်ပဲသုံးတာဖြစ်ကြောင်ပြန်ထည့်လို့တော့တက်တယ်ဒါပေမဲ့ကျွန်တော်တို့ ကိုရဲ့ဒီဘန်ကပ်ဖွင့်ထားတဲ့ passport စာအုပ်လိုတယ်ပြီးတော့ကျွန်တော်ဒီဖုန်းနံပါတ်တွေမှန်နေဖို့လိုတယ်အဓိကတော့ဘန်ဖွင့်တဲ့ကဖုန်းနံပါတ်ကအဓိကရှိနေတယ်ဆိုရင်တော့အလွယ်တကူလောရတာလွယ်ပါတယ်ဒီလိုအဲ့လိုမျိုးဖုန်းနံပါတ်တွေကကိုကလဲလိုက်တာမျိုးတွေဆိုရင်တော့ကျွန်တော်တို့ပြန်ပြီးတော့လောဝပြူရတာတော်တော်လေးခက်ခဲစေတာဖြစ်ပါတယ်ဒါကြောင့်မို့ဘန်ကပ်ရှိနေတဲ့သူတွေဆိုရင်တော့လောဝဖုန်းနံပါတ်တွေမပြောင်းပါနဲ့ဖုန်းနံပါတ်တွေ ပြောင်းလိုက်တယ်ဆိုရင်ဘန်တစ်ခုခုဖြစ်တယ်ဆိုရင်တော့ကျွန်တော်ပြန်ပြီးတော့လုပ်ရတာအရန်ခက်ခဲစေတယ်ခင်ဗျာဒါတကယ်ကိုအရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်အဲ့တော့ဒီတော့ဖွေတဲ့သူတွေကတော့ကျွန်တော်တို့ဒီတချို့တော့ကြာတော့ဒီ web permit တစ်ခုတည်းနဲ့ပိုင်းအောင်ကတ်တစ်ခုနဲ့ရလာဆိုတော့တကယ်တထီးတွေရဲ့အာမခံချက်တွေနဲ့တထီးတွေကိုယ်တိုင်သွားပြီးဖွေပြီးတဲ့ဆိုရင်တော့လွယ်ပါတယ်ခင်ဗျာဒါကြောင့်မို့အခုဒီစက်ယုံအလုံးယုံနေ လုံးနေတဲ့သူအများစုဆိုရင်တော့တတိရဲ့ဒီအာမခံချက်လက်မှတ်တွေရရှိထားတဲ့သူတွေဆိုရင်တော့ဒါဖူရတာတော်တော်လေးတော့အဆင်ပြေပါတယ်တကယ်လို့တော့တတိတွေမရှိဘူးဆိုရင်ပွဲစားတွေနဲ့ပဲဆိုရင်တော့အခုနောက်ပိုင်းဒီပွဲစားတွေအများစုကတိုက်ပြီးတော့မလုပ်ဘူး။ဘာကြောင့်ဆိုတော့သူတို့ဒီဟိုတော့ကဒီ2024ဒီ10လပိုင်းလောက်တော့ကဒီနှကံပွေးလိုက်ပြီးတော့ဖမ်းတဲ့အချိန်လောက်တည်းကသူတို့ကတိုက်ပြီးအာမမခံရဲတော့ဘူးပေါ့နော်။ဒါကြောင့်မို့ကျွန်တော်တို့အခုမှတကယ်တတိတွေပါရှိတယ်ဆိုတော့တော့ပွေးလို့ရပါတယ်။ တော့ကျွန်တော်တို့ဒီကျွန်တော်တို့ဘန်ကတ်မဖွင့်ပြပါဘူးเนาะကျွန်တော်တို့လမ်းပြီးတော့ဘန်ကတ်ဖွင့်ပြလာဆိုကျွန်တော်တို့ဘန်ကတ်ဖွင့်ပြလို့မရပါဘူးအဲ့တော့အဲကျွန်တော်တို့ပြောပြချင်တာကတော့ဒီကျွန်တော်ကိုယ့်ရဲ့အထိုင်းလူမျိုးကိုယ့်ရဲ့တထေးအာကိုခင်ရတဲ့သူတွေနဲ့ဒါကျွန်တော်လာပြီးဖွင့်လို့ရပါတယ်ပြီးတော့လည်းအဲတခုပြောချင်တာကကိုကဘန်ကတ်သူကိုယ့်ရဲ့တငယ်ချင်းတွေကိုဘန်ကတ်မဖွင့်ခိုင်းပါနဲ့ကိုယ့်ရဲ့နာမည်ကိုယ့်ရဲ့ passport နဲ့ကိုဖွင့်လို့ရတဲ့ဘန်ကတ်ပဲကိုသုံးပါလို့တငယ်ချင်းတွေဇီယာသွားပြီးတော့ကျွန်တော်တို့ကအာတဖွင့်ခိုင်းပြီးတော့ အာပေးတာမျိုးဒါမျိုးမလုပ်ပါနဲ့ပြီးတော့လည်းကိုက passport ရှိတယ်ကိုကိုလာပြီးတော့ဖွင့်ခိုင်းနေဆိုလည်းကိုလည်းမဖွင့်ပေးပါနဲ့ဘာကြောင့်လဲဒီနေ့ခက်ကဘန်ကတ်တွေကအရှုပ်ရှင်တအားများလာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒါကြောင့်မို့ထိုင်းမှာရောက်နေတဲ့မြန်မာမြန်မာလူမျိုးများစုပေါ့နော်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ